အလုံးမဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့မှာတော့ထိုင်းရွှေသေးကညနေမှာတရားအတန်နဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က9ရက်နေ့လေးလပိုင်း2020နဲ့9ခုနေ့ညနေပိုင်းထိုင်းရွှေသေးကတရားတက်ပါတယ်ဦးစက်ကျောင်းတသမ5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲသေးဆိုင်ကရောင်းနေဈေးက4900ခွန်ရနေမှာ50ဆိုင်ကလက်ခံနေဈေးက4960နေမှာ50 လက်ဝိညာဉ်နိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက9500နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးက48950လေးတက်မှ96နဲ့ပေါင်ဈေးရှိပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3034နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမန်ငွေ34.53နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်96.5ခန်းလုံးရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က100ရှိပါတယ်လက်ကအပီးစီထိုင်းရွှေခဲတစ်ပတ်သားကို 4950ဈေးနဲ့ပေါက်ဈေးရှိပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရခိုင်နှုန်းပြန်မပြပဲဆိုင်က4950ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝဲရနိုင်လက်ခတွေကတော့ပန်ကောက်ထဲမှာတပတ်သားကိုတစ်ထောင်ကနေတစ်ထောင်ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့ လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝဲရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးပြတ်ပြီးတဲ့ပြင်ကို4,800ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။တိုင်းရွှေတက်ကြကတော့ဒီနေ့မှ28ချိန်တိတိတောင်ရှိပေမဲ့လည်းညနေမှာတော့100တက်နေပဲဈေးပိတ်သွားပါတယ်။တိုင်းရွှေဈေးကလက်ရှိမှာလည်းတက်နေပါသေးတယ်။တိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုတော့မယ်ဆိုလို့ရှိရင်တော့အခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်။ရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင် Cnet Glen Sea Coast စခွဲမှာတွားပြီးတော့ ဝယ်လို့ရပါတယ်တစ်ပတ်သားကိုလက်ခ200ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူးတိုင်းရွှေစင်ငွေစည်းတွေကိုအများရန်တင်ပေးပါတယ်တိုင်းရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန်ရယ်ကင်းလို့ပြီးရှင်းနိုင်ကြပါစေ